မာနွေဦးခရိုနီကယ်နိုဝင်ဘာ17မြင်ကွင်းနွေဦးတော်လိုင်းရေးကိုတမင်လဲပြန်ကြည့်ခြင်းနွေဦးတော်လိုင်းရေးရဲ့ပထမလိုင်းပြီးဆုံးသွားပြီလို့နိုင်ငံရေးကဲ့ပြတ်သူတယောက်ရဲ့သုံးသပ်ချက်ကိုလူမှုကွန်ရက်မီဒီယာ Facebook တနေရာမှာဖတ်မိလိုက်ပါတယ်နွေဦးတော်လိုင်းရေးဟာအများနဲ့သက်ဆိုင်တဲ့သတ်မှတ်ချက်နားလည်ဖွင့်ဆိုချက်တစ်ခုဖြစ်ပြီးဘာဒီတစ်ခုဖွဲ့စည်းတစ်ခုကသတ်မှတ်ခြင်းဖွင့်ဆိုခြင်းမဟုတ်ပါစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့အမြင်ရှိသူရက်တီချက်ရှိသူယုံကြည်ချက်ရှိသူတွေကရေပုံရအဖျင်နားလေဖွင့်ဆိုသတ်မှတ်ထားကြတဲ့သကလုံးတစ်လုံးသတ်မှတ်ဖွင့်ဆိုမှုတစ်ခုဖြစ်ပါတယ်။ရေဦးတော်လည်းရေ၅နှစ်နေပါရောက်ရှိလာချိန်မှာအဲ့ဒီအကဲပြတ်သူကပထမလိုင်းပြီးသွားပြီလို့အကဲပြတ်ကောက်ချက်ချခြင်းဟာဘယ်အချက်တွေကြောင့်ဘယ်လက္ခဏာတွေကြောင့်ကောက်ချက်ချလဲဆိုတော့ကိုတေးကြစွာမသိပေမဲ့လည်းသူ့ရဲ့အဆိုကိုအခြေခံက၅နှစ်တာကာလကိုပြန်လည်ငဲ့ကြည့်တဲ့လို့ ရှေ့လာမဲ့မဝေးတဲ့အနာဂတ်ကိုလည်းမျှော်မှန်းကြည့်တဲ့လို့တွေးမိပါတယ်။၅နှစ်ကာလအတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေပြည်တော်စုတမရမြန်မာနိုင်ငံတော်မျိုးသားညီညွတ်ရေးဆိုရလဲပေါ်ထွက်လာခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF လဲပေါ်ထွက်လာခဲ့ပါတယ်။ပြည်တော်စုအစိုးရအပြင်အချို့သောပြည်내နဲ့တိုင်းလိုက်ကြားကာလအုပ်ချုပ်ရေးအစိုးရတွေလည်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ KNB မှာ Interim Executive Council ချင်းပြည်မှာချင်းပြည်ကောင်စီချင်းလန်းကောင်စီမွန်ပြည်နယ်မှာမွန်ပြည်ဖက်ဒရယ်ကောင်စီ ပို့အမျိုးသားဖက်ဒရယ်ကောင်စီတအားနိုင်ငံရေးအတိုင်ပင်ခံကောင်စီအစရှိတဲ့အဖွဲ့အစည်းတွေပေါ်ထွက်လာခဲ့ကြတာတွေ့ရပါတယ်။တောင်ပလောင်၊ကရင်နီနဲ့ချင်းပြည်တို့ကတော့ကြားကာလအုပ်ချုပ်ရေးကောင်စီဖြစ်တဲ့ပေါ်ထွက်လာတာမျိုးဖြစ်ပြီးမွန်ပို့အိုဒေသတွေမှာကတော့ပြည်ပြည်ဝဝဆိုလို့မရတဲ့အနေအထားဖြစ်ပါတယ်။အဲ့ဒီပြည်နယ်ဖက်ဒရယ်ကောင်စီကြားကာလအုပ်ချုပ်ရေးကောင်စီတွေနဲ့ပြည်တော်စုမျိုးသားညီညွတ်ရေးအစိုးရတို့ကြားအပြန်အလှန်တာဝန်ခံမှုချိတ်ဆက်မှုကလည်းလို့ရှိတယ်လဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပဲတသမတ်တည်းတပုံစံနဲ့ရှိမိတယ်လို့ဆိုရင်မားမယ်မထင်ပါဒီပြည်နယ်တွေပြင်ကျန်းပြည်နယ်တွေမှာစစ်အာဏာမသိမ်းမီကတည်းကရှိနေပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့၎င်းတို့ရဲ့အုပ်ချုပ်မှုစနစ်နဲ့အုပ်ချုပ်နေကြတာလည်းရှိနေကြတာဖြစ်ပါလေဥပမာအားဖြင့် KNU KNL ရဲ့အုပ်ချုပ်ရေးပုံစံနဲ့ကရင်ပြည်နယ်ပဲခူးတိုင်းအရှိတနင်္သာရီတိုင်းနဲ့မုံပြင်းနယ်ကနေမြေချို့တို့မှာအုပ်ချုပ်နေတာဖြစ်ပါလေ KIO KIA ကကချင်ပြည်နယ်ကနေမြေတွေနဲ့ ရှမ်းမြောက်ဒေသအချို့လိုမှာ KIA အုပ်ချုပ်ရေးပုံစံနဲ့အရင်တိုင်းဆက်လက်အုပ်ချုပ်နေတာတွေ့ရမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာတော့ရခိုင်တပ်တော်နဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်တို့က၎င်းတို့အုပ်ချုပ်ရေးပုံစံနဲ့အုပ်ချုပ်နေတာတွေ့ရပါတယ်။ဒါတွေကအုပ်ချုပ်ရေးပုံစံအဆင့်ဆင့်လည်းမဟုတ်စင်ပြိုင်လည်းမဟုတ်လို့ဆိုရမယ့်အနေအထားဖြစ်ပြီးအများစုကတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်လို့ဆိုရင်တော့ဆိုနိုင်မယ်ထင်ပါတယ်။လက်နက်ကိုင်ဖွဲ့တွေအနေနဲ့ကြည့်မယ်ဆိုရင်တော့တိုင်းရင်းသားနေပြည်တော်ဖယ်ပြီး မန္တလေးစကိုင်းမကွေးနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းနောက်ပိုင်းအေရီတိုင်းရန်ကုန်တို့မှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ဝန်ကြီးဌာနအောက်ကလက်နက်ကိုင်အဖွဲ့တွေလည်းရှိတယ်လို့ကာကွယ်ဝန်ကြီးဌာနအောက်မှာမရှိတဲ့လက်နက်ကိုင်အဖွဲ့တွေလည်းရှိနေတာပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ့မတွက်ပဲအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမိန်ပေးကုကဲမှုအောက်မှာတရင်ပေါင်း300ကျော်ရှိတယ်လို့လည်းအချို့သော ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေအရသိရပါတယ်အဆိုပါတရင်တွေစီးရင်နဲ့မဟုတ်တဲ့တီးကြဖွဲ့စည်းထားတဲ့တရင်တွေ ကာကွယ်ရေးတပ်ဖွဲ့တွေဒေသအမည်မဟုတ်ဘဲအမျိုးမျိုးသောအမည်တွေနဲ့အဖွဲ့တွေလည်းအများအပြားရှိနေကြတာဖြစ်ပါတယ်။ဒီလိုပြောင်းချင်းနေတဲ့လန်နက်ကိုင်အဖွဲ့အများအပြားကိုဘယ်လိုအချက်ပေါ်အခြေခံပြီးစူးစီးမလဲဆိုတဲ့မေးခွန်းလည်းလွန်ခဲ့တဲ့၄နှစ်ဝန်းကျင်ကတည်းကပေါ်ထွက်ခဲ့ပေမဲ့အခုအချိန်ထိကျေနပ်တဲ့အဖြစ်မရရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။နိုင်ငံရဲ့အယူဝါဒပေါ်အခြေခံပြီးစူးစီးကြမလား။ရမုံငွေလက်နက်ခဲယံထောက်ပံ့မှုအပေါ်မှာမူတီစူးစီးကြမလား။ဒါမှမဟုတ်အင်အားကြီးတဲ့အဖွဲ့တွေက ်ဒေးငယ်တဲ့အဖွဲ့တွေကိုအင်အားသုံးပြီးဖိအားပေးပူးပေါင်းအောင်လုပ်ကြမလားဒါမှမဟုတ်တိုက်ပွဲတိုက်ကြတဲ့အခါမှသာပူးပေါင်းတိုက်ခိုက်ကြတာမျိုးနဲ့ရှေ့ဆက်သွားကြမလားဆိုတဲ့မေးခွန်းရှိနေပေမဲ့အဖြေတော့မရှိသေးပါဘူးအာနာသိန်းစစ်တပ်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကတပြိုင်နက်ထိုးစစ်ဆင်ခဲ့ကြတဲ့2029စစ်စင်ရေးရဲ့ပထမပိုင်း2023အောက်တိုဘာမှ2024ဇန်နဝါရီလထိတဖြတ်ကာလမှာနေမြေတွင်မြို့တွေအများပြားသိမ့်ပိုက်နိုင်ခဲ့သလိုအာနာသိန်းစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တွေကို စစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့အထိအောင်မြင်မှုတွေရှိခဲ့ပြီး2024ဇူလိုင်ကပြန်ဆတဲ့စစ်စင်ရေးဒုတိယပိုင်းမှာလည်းမြို့လီအများပြားထပ်မံတင်ယူကစစ်တိုင်းဌာနချုပ်တွေကိုပါတင်ယူနိုင်ခဲ့တာဖြစ်ပါလေဒီအချိန်ကာလအတွင်းမှာပဲမြို့သားညီညီအစိုးရလက်အောက်က PDF တပ်တွေကလည်းမြို့အချို့နယ်မြေအချို့တင်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်ကရင်ပြည်နယ်ကချင်ပြည်နယ်ရှမ်းမြောက်ရခိုင်ချင်းစကိုင်းထပ်ပိုင်းမကွေးတိုင်းတို့မှာတော်လိုင်းအင်အားစုတွေဘက်က နေပြည်တော်အများပြားသိမ်းယူနိုင်ခဲ့တာဖြစ်ပါလေဒီကာလဟာလက်နက်ကင်တိုက်ပွဲရဲ့အောင်ပွဲအမြင့်ဆုံးကာလလို့ဆိုရမှာဖြစ်ပြီးအဲ့ဒီလိုအောင်မြင်မှုအမြင့်ဆုံးရောက်ခဲ့တဲ့ကာလအလွန်လအနေငယ်ကြာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာတော့အချို့သောတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေအပြည့်ရခဲ့သလိုတော်လိုင်းအင်အားစုတွေဘက်ကသိမ်းယူထိ ंछ ုပ်ထားတဲ့နေပြည်တော်အချို့ပြန်လည်လက်လွတ်ဆုံးရှုံးခဲ့တာဖြစ်ပါလေယခုနှစ်နှစ်လဲဝင်းကျင်ကစခဲ့တဲ့စစ်ရေးချိန်ခွင်ရှာအပြောင်းအလဲက ခုနှစ်ကုံဆုံးကန်ဒီနိုဝင်ဘာလအထိဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပါတယ်။တော်လိုင်းလက်လက်ကန်အင်အားစုတွေရဲ့စစ်ရေးအသားစီးရမှုဟာ2024နှစ်လမှာအမြင့်ဆုံးကန်ဒီတန့်ပြီးတဖြည်းဖြည်းကျဆင်းနေတဲ့သဘောကြောင့်ဒီချက်တွေကြောင့်ຫນွေဥတော်လိုင်းရဲ့ပထမလှိုင်းကပြီးဆုံးသွားပြီဆိုတဲ့သဘောမျိုးကောက်ချက်ချတဲ့သဘောလဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အဲ့ဒီလိုဆိုခဲ့ရင်ပထမလှိုင်းပြီးရင်ဒုတိယလှိုင်းကဘယ်တော့ရောက်လာမှာလဲ။ဘယ်လိုရောက်လာမှာလဲဆိုတဲ့မေးခွန်းလဲမေးစရာရှိပါလေ။ တော်လိုင်းအင်အားစုတွေကြားနိုင်ငံရေးအရစူးစီးနိုင်မှလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စူးစီးမှုဖြစ်လာမလားအကျိုးစီးပွားခြင်းပဋိပက္ခစန့်ကျင်ဘက်ဖြစ်တာမျိုးမရှိမှစစ်ရေးအရပူပေါင်းဆောင်ရွက်နိုင်မှာလားအိန္ဒိယတရုတ်နိုင်ငံရဲ့တက်ရောက်မှုဩဇာဖိအားကိုဘယ်လိုစီမံကိန်းတွေကြမလဲစတဲ့မိကုန်တွေကိုဖြေနိုင်အတားအဆီးတွေကိုဖယ်ရှားကျော်ဖြတ်နိုင်မှဒုတိယလှိုင်းကိုစတင်နိုင်မယ်သဘောလို့ဆိုရင်မှားမယ်မထင်ပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြားနေမြေပိုင်ဆိုင်ခွင့်ပိုင်ဆိုင်မှု ထိန်းချုပ်မှုထိန်းချုပ်ခွင့်တွေနဲ့ပတ်သက်လို့အငင်းခုံဖြစ်လာခဲ့ရင်ပို့တက်မှုဖြစ်လာရင်ဘယ်လိုဖြေရှင်းကြမလဲ။ဒိုင်းသားလက်လက်ကိုင်းလူမျိုးတစ်ခုနဲ့တစ်ခုကြားမျိုးသားရေးဝါဒအချင်းချင်းအပြိုင်မှုပြစ်ပကဖြစ်မှုထိတ်တက်ရင်ဆိုင်မှုတွေမပေါ်ပေါက်အောင်ဒေနိုင်ငံရဲ့ယူဆနဲ့ဘုံတူညီချက်တွေကိုအခြေခံဖြေရှင်းကြမလဲဆိုတာလဲဖြေဆိုရခက်ခဲတဲ့မိကွန်းတွေရှိနေတာဖြစ်ပါလေ။ဆယ်စုနှစ်ရှစ်ခုရှိနေပြီဖြစ်တဲ့ပြည်ရင်းစစ်ရဲ့အရင်းကအကြောင်းတရားဖြစ်တဲ့ Federal Democracy ပြည်တော်စုထူထောင်ရေးအတွက် ဘယ်လန်းစားကနေစူးစီးကြပါလဲပြည်တွင်းစစ်ဆင်နွှဲရေးအမျိုးသားရေးဝါဒနဲ့စစ်ဘီရင်ဝါဒအငွေ့သက်တွေတဖြည်းဖြည်းလွှမ်းမိုးလာကြတာကိုလည်းသတိပြုမိကောင်းပြုမိကြပါလိမ့်မယ်။လွေဟုတော်လည်ရေးမှာအဆိုပါရေရှိအကြောင်းရင်းကန်တဲ့ပြဿနာရေတို့အကြောင်းချက်နဲ့ပြဿနာတွေကိုဖြေရှင်းဖို့လမ်းစာရှိပြီးအဲ့ဒီလမ်းစာပေါ်ကိုလည်းစတင်လျှောက်လှမ်းနိုင်ကြရပါလိမ့်မယ်။အဲ့ဒီလိုမဟုတ်ခဲ့ရင်တော့ရေတို့ပြဿနာဖြေရှင်းရင်ရေရှိပြဿနာအစ်စ်တွေထပ်မံမွေးဖွားသလိုဖြစ်မဲ့အရေးလဲသတိပြုသင့်ကြပြီဖြစ်ပါလိမ့်ခင်ဗျာ။ က်ရဒီနေ့လာနေညကအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တော့ကားဘုံပောက်ကွဲမှုမှာကားကိုမောင်းနေခဲ့သူလို့တန်တရားရှိသူဟာကက်ရှမီးယားဒေသကဆရာဝန်တဦးဖြစ်တယ်လို့ဒေသကမီဒီယာတွေကဖော်ပြကြပါတယ်။နယူးဒယ်လီမြို့တော်ကအထင်ကရရဲတိုင်းနေနီးမှာဖြစ်ပွားခဲ့တဲ့ကားဘုံပောက်ကွဲမှုဟာလူရှိဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ပောက်ကွဲမှုတွင်သေဆုံးခဲ့တဲ့တန်တရားရှိသူဟာကက်ရှမီးယားပြည်နယ်လွတ်လပ်ရေးကိုလိုလားတဲ့ အစ္စလာမ်နစ်စစ်သွေးကြွတွေနဲ့ဆက်ဆက်မှုတွေရှိနိုင်တယ်လို့စုံစမ်းစစ်ဆေးသူအာနာပိုင်တွေကိုဖော်ကပြီးဒေသခံမီဒီယာတွေကပြောပါတယ်။အိန္ဒိယရဲ့တပ်ဖွဲ့ကကက်ရှမီးယားကဆီယောင်းနှစ်ဦးရဲ့နေအိမ်တွေကနေဖောက်ခွဲပစ္စည်းတွေနဲ့ဓာတုပစ္စည်းအမြောက်အများကိုတင်ဆက်ရမိခဲ့တယ်လို့လည်းသတင်းတွေကဖော်ပြပါတယ်။အဲ့ဒီပစ္စည်းတွေနဲ့တနင်္လာနေ့ပောက်ကွဲမှုဖြစ်တဲ့နေရာမှာတွေ့ရှိခဲ့တဲ့ပစ္စည်းတွေနဲ့အတူတူပဲလို့ယူဆရပါတယ်။ ကျောင်းတချို့ဟာပညာတတ်ကော်လံဖြူအကျံဖတ်ကွန်ရက်တခုကိုဖွဲ့စည်းထားနိုင်တယ်လို့လဲအာနာပိုင်းတွေကိုကိုးကားပြီးတရင်တွေမှာဖော်ပြကြပါတယ်ရှင်။ တာခက်ခဲကြမ်းတမ်းမှုတွေကြားမှာမြန်မာပြည်သူတွေအတွက်လွတ်မြောက်ရာတနေရာတော့အမြဲရှိပါတယ်။အဲဒါကတော့ရုပ်ရှင်ုံတွေပါ။တခြားနေရာတွေမှာပြည်သက်ဆွဲဆောင်မှုရုန်းကန်နေရပေမဲ့ရန်ကုန်မှာတော့အောင်မြင်နေသေးပါပဲ။ဟာတာတွေအချက်ဇလန်တွေအများကြီးရှိပါတယ်။ဒါပေမဲ့ရုပ်ရှင်ုံတွေရဲ့ဆွဲဆောင်မှုကတော့မကြသေးခင်ရသက်တပတ်အတွင်းမှေးမိန်သွားပါလေ။မြန်မာစစ်တပ်ကလာမယ့်ရွေးကောက်ပွဲကိုဝေဖန်ခဲ့တဲ့ဒါရိုက်တာတွေတရုတ်ဆောင်တွေနဲ့လူပညာရှင်အတော်များများကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အမြင်မပေါ်လို့တဲ့ဂီတပညာရှင်တူကအခုလိုပြောပြခဲ့ပါတယ်။အထူးကပြဿနာကတော့နေ့စဉ်ဖိနှိပ်မှုတွေကတိုးလာပြီးပိုပြီးတင်းကျပ်လာတာပါပဲ။ဒါသဖြင့် follower များတဲ့သူတွေဆိုပိုပြီးသတိထားရတယ်။သူတို့လုပ်တဲ့လုပ်ရတိုင်းကိုရွေးကောက်ပွဲဥပဒေတွေနဲ့ဖန်ဆီးခံနေရပါတယ်။ဒီရွေးကောက်ပွဲအတွက်အမှုပညာရှင်တွေကိုဗတ်ပေါင်းဆောင်ကနေဖိအားပေးနေတာတွေရှိပါတယ်လို့သူကပြောပါတယ်။သူတို့ရဲ့ပြစ်မှုကတော့စစ်တပ်ကရိုက်ကူးထားတဲ့ဝါဒဖြန့်ရုပ်ရှင်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာမကောင်းပြောတဲ့မှတ်ချက်တွေပေးခဲ့တာပါ ဒီရုပ်ရှင်ကတော့ဒီနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာမဲပေးဖို့တိုက်တွန်းထားပါတယ်။ဒီရွေးကောက်ပွဲဟာလိန်လယ်မှုတစ်ခုပဲလို့လူတော်များများကခန်းစားနေရပါတယ်။စစ်အာဏာသိမ်းပြီးကတည်းကစစ်တပ်ကသူတို့ရဲ့သတင်းစကားကိုဝါဒဖြန့်မှုလက်မရှိနှုပညာရှင်တွေပေါ် PR တွေအများကြီးပေးခဲ့တာကြောင့်အတော်များများကပြည်ပကိုထွက်ပြေးဖို့ရွေးချယ်ခဲ့ကြပါတယ်။ဒါရိုက်တာကိုပေါက်ကအနုပညာရှင်တွေမှာသူတို့အကြောက်ဆုံးအင်အားရှိတယ်ဆိုတာသူတို့သိပါတယ်။ဒါကြောင့်လုံလက်စွာဖန်တီးမှုကိုခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့က soft power ကိုကြောက်ပါတယ်လို့ပြောကြခဲ့ပါတယ်။ကိုပေါက်ကတော့အခုဆိုရင်ရုပ်ရှင်တွေရိုက်ကူးနေပြီးတော်လင်းတက်ဖို့တွေနဲ့အတူလေ့ကျင့်ကတိုက်ပွဲဝင်နေပါတယ်။သူကတော့မြန်မာနိုင်ငံမှာကာလကြာရှည်တရှိခဲ့တဲ့ရိုးရာတစ်ခုကိုလိုက်နာတာပါပဲ။အဲ့ဒါကတော့အလူပညာရှင်တွေဟာသူတို့ရဲ့အတန်နဲ့အာနာရှင်ကိုတွန်းလှန်နေတာပါ။ Frontline Poets စာရေးဆရာကမြန်မာစစ်တပ်ကမြန်မာသမိုင်းနဲ့နိုင်ငံရေးတခြားလုံးမှာအလူပညာရဲ့စွမ်းအားကိုနားလည်ထားပါတယ်။အလူပညာရှင်တွေကိုယ်တိုင်ကလည်း ဆယ်စုနှစ်ပေါင်းများစွာကြာအောင်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်သဘောထားကိုယ်လှည့်မှုတွေကိုဖော်ပြခွင့်မကျေနပ်ချက်တွေကိုဖော်ပြခွင့်တွေအတွက်အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်လို့ပြောပါတယ်။ဆီယနာသိမ်းမှုမတိုင်ခင်နှစ်တွေမှာမြန်မာနိုင်ငံမှာတက်ကြွတဲ့တံပြန်ရည်ချင်းမှုကောင်တာကာချာရီထွန်းကားခဲ့ပါတယ်။ဒီနေ့ခင်မှာတော့ဖန့်ရီဟာသူ့ရဲ့ပုံစံကိုပြင်ထားနိုင်ပေမဲ့တော်လန်ဆန့်ကျင်လို့တဲ့စိတ်သက်ကတော့ကြမ်းရှိနေသေးပါပဲ။သူတို့အတွက်တော့ကလောင်ကဓာတ်ထက်ပိုအစွမ်းထက်ပါလေလို့ဆိုရပါမယ်ခင်ဗျာ။ ဘရာဇီးနိုင်ငံဘယ်လံမြို့မှာကျင်းပနေတဲ့ COP30 ရာသီဥတုညီလာခံအပြင်ဘက်မှာ ကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွက်ပူအလေးထားဆောင်ရွက်ဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။အဒီနောက်ဆန္ဒပြသူဒါဇင်ပေါင်းများစွာကညီလာခံကျင်းပရာနေရာတွေကိုအတင်းဝင်ရောက်ခဲ့ကြပြီးတော့ရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကသူတို့ကိုဝန်းရံထားခဲ့ပါတယ်။ဆန္ဒပြသူတွေကကျွန်တော်တို့ရဲ့တစ်တောတွေရောင်းဖို့မဟုတ်ဘူးလို့ရေးထားတဲ့ဆိုင်းဘုတ်တွေနဲ့အလံတွေကိုကန်ဆောင်ထားခဲ့ကြပါတယ်။ကျွန်တော်တို့ဒီကိုလာရောက်ဆန္ဒပြတာက COP ဟာပြည်သူတွေအတွက်ဖြစ်ပြီးတော့ပြည်သူတွေအဲ့ဒီမှာရှိနေရမယ်။ ဘာသာလူမျိုးအယောင်အသွေးပေါင်းစုံကလူတိုင်းရှိနေရမယ်ဆိုတာကိုသူတို့ကပြသဖို့ပါပဲ။ဘာလို့လဲဆိုတော့သူတို့ကျွန်တော်တို့ရဲ့အတန်တွေကိုနားထောင်ဖို့လိုပါတယ်လို့စနားပြသူတဦးကပြောပါတယ်။စနားပြသူအများစုကတော့ကုလသမဂ္ဂထိပ်သီးညီလာခံကျင်းပနေတဲ့အမေဇုန်ဒေတာတဝိုက်မှာအခြေစိုက်တဲ့ဒေတာကန်တိုင်းဒါအတိုက်အဝန်းတွေကဖြစ်ကြပါတယ်။အများစုကတော့ဖွံ့ဖြိုးတိုးတက်မှုနဲ့တစ်တောပြုံးတိမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုပြစ်တင်ဝေဖန်နေကြပါတယ်။ဘရာဇီးသမ္မတလူလာကသူတို့ရဲ့အတန်တွေကိုဒီနှစ်ဆွေးနွေးပွဲတွေမှာအဓိကထားထည့်သွင်းစဉ်းစားမယ်လို့ပြောကြားခဲ့ပေမယ့်သူတို့အတန်တွေကိုနားထောင်ခြင်းမခံရဘူးလို့သူတို့ခံစားနေကြရပါတယ်။ လုံခြုံရေးအဆောင်တွေကတော့ဆန္ဒပြသူတွေကိုပြန်တွန်းထုတ်ခဲ့ပြီးတော့အ ਨੇ ဆုံးလူနဲ့ဥတန်ရရရှိခဲ့ပါတယ်ဒီလိုအတင်းဝင်ရောက်မှုကတော့နှစ်စဉ်နှစ်တိုင်းကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးကာဗင်နျူးဆန်လိုထင်ရှားကျော်ကြားတဲ့နိုင်ငံရေးသမားတွေနဲ့နိုင်ငံပေါင်း200နီးပါးကကိုယ်စားလှယ်ထောင်ပေါင်းများစွာတက်ရောက်ကြတဲ့ဒီထိပ်သီးညီလာခံကိုစီစဉ်သူတွေအတွက်စိုးရိမ်စရာဖြစ်စေမှာပါကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတို့အုပ်ကတော့ညီလာခံကျင်းပရာနေရာကိုလုံခြုံအောင်ထိန်းသိမ်းထားနိုင်ပြီးတော့ ဆွေးနွေးပွဲတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ စတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံတို့ဟာနှစ်နိုင်ငံလုံးကြုံရေးစာချုပ်တည်တည့်ရက်ကိုဗုဒ္ဓဟူးနေ့မှာသဘောတူညီခဲ့ကြပါတယ်။ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစ်နဲ့အင်ဒိုနီးရှားသမ္မတပရာဘိုဘိုဆူဘီယန်တူတူဆစ်ဒနီမြို့တော်မှာတွေ့ဆုံပြီးတဲ့နောက်ဒီသဘောတူညီချက်ကိုကြေညာခဲ့ပါတယ်။ဒီစာချုပ်တည်အရာတခြားတနိုင်ငံကစီရင်အရာချင်းချောက်ခံလာရရင်တနိုင်ငံကတနိုင်ငံကိုအကာအကွယ်ပေးဖို့နဲ့နိုင်ငံခြားလုံခြုံရေးဆွေးနွေးပွဲတွေကိုပုံမှန်ကျင်းပသွားကြဖို့လည်းပါဝင်ခဲ့ပါတယ်။ တနနိုင်ငံစလုံးဟာဒေတာတွင်းငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုအလေးထားကတိကဝတ်ပြုကြတယ်လို့ဩစတြေးလျဝန်ကြီးချုပ်အယ်ဘာနီစ်ကပြောပါတယ်။ဒီအခြေအနေကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ဖို့ဆိုရင်နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကိုနှစ်နိုင်ငံလုံးကအတိအမှတ်ပြုကြတယ်လို့လည်းအယ်ဘာနီစ်ကပြောပါတယ်။ဒါဟာဩစတြေးလျအင်တာနက်ရှင်နယ်နိုင်ငံတို့ရဲ့ဆက်ဆံရေးမှာကန်ဒါတိတရက်ကိုဖွင့်လှစ်လိုက်တာဖြစ်ပြီးတော့အင်ဒီဂျင်ကောင်းတွေဟာ ခက်ခဲတဲ့အချိန်တွေမှာအချင်းချင်းကူညီကြရမှာဖြစ်တယ်လို့လည်းအယ်ဘာနီးစ်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီနောက်ဆုံးလုံခြုံရေးသဘောတူညီချက်ဟာအရင်ကကတိပြုခဲ့ကြတဲ့နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်တွေကိုပဲပြန်အခြေခံထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံကရေချောင်းပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အခိုင်အမာပြောဆိုမှုတွေ တိုးလာတာကိုဩစတြေးလျအစိုးရဟာတတိထားပြီးတော့အိန္ဒိယမှာမိတ်နိုင်ငံတွေနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မှုကြိုးပမ်းလာတာပါပြီးခဲ့တဲ့လကလည်းပါပူအာနယူကီနီနိုင်ငံနဲ့လုံခြုံရေးစာချုပ်တည်းရဲ့လက်မှတ်ရေးထိုးခဲ့ပြီးတော့နိုင်ငံတစ်နိုင်ငံကတစ်နိုင်ငံကိုစီးရေးအကောက်အွယ်ပေးချဖို့အပြန်အလှန်ကတိပြုခဲ့ကြတာပါအင်ဒိုနီးရှားနိုင်ငံကတော့ဗမ်မလိုက်မူဝါဒကိုဆက်လက်ဆွဲခိုင်ထားဆဲဖြစ်ပြီးတော့ဒီနေ့အစောပိုင်းမှာလည်းတရုတ်အစိုးရနဲ့အင်ဒိုနီးရှားအစိုးရတို့နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မအောင်ကြံဆောင်ကြဖို့သဘောတူခဲ့ကြပါတယ်ခင်ဗျာ ါကစ္စတန်နိုင်ငံမှာအင်္ဂါနေ့ကလူဆက်နှစ်ယောက်သေဆုံးခဲ့တဲ့အသေးခံဘုံခွဲတိုက်ခတ်မှုဖြစ်ပွားပြီးနောက်တရက်မှာအစ္စလာမဘက်တရားရုံးရှိနေရာကိုရဲတပ်ဖွဲ့ကပိတ်ဆို့ထားပါတယ်။ပါကစ္စတန်ပြည်သူတွေကခုလိုသူတို့ရဲ့မြို့တော်မှာရှာရှာပါပါဖြစ်ပွားခဲ့တဲ့တိုက်ခတ်မှုအတွက်ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ဒီလိုဖြစ်ရတွေကပါကစ္စတန်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်ပါတယ်။ကျွန်တော်တို့ကငြိမ်းချမ်းတဲ့နိုင်ငံဖြစ်တယ်ဆိုတာကဘာကိုပြသခဲ့ပြီးပါပြီ။ကျွန်တော်တို့ရဲ့တမန်တော်ရဲတပ်ဖွဲ့နဲ့အခြားသောဥပဒေစိုးမိုးရေးအေဂျင်စီတွေအားလုံးကလူလူကြကြရှိပြီး ူတို့ရဲ့တာဝန်တွေကိုထမ်းဆောင်နေကြပါတယ်။ကံမကောင်းစွာပဲဒီတိုက်ခိုက်မှုတွေကဘယ်ကလာတာလဲဘယ်လိုဖြစ်ပျက်နေတာလဲဆိုတဲ့မေးခွန်းကတော့ရှိနေသေးပါပဲလို့ပြောပါတယ်။ဒီတိုက်ခိုက်မှုကိုပါကစ္စတန်တာလီဘန်ကလှုံ့ဆော်ခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ထားပြီးပါကစ္စတန်မှာရှရီယာဥပဒေအတည်မပြုမချင်းပါကစ္စတန်နဲ့အစ္စလာမစ်မဟုတ်တဲ့တရားရေးဖွဲ့စည်းတွေကိုဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်နိုင်ငံသားအများအပြားကတော့ဒီလိုဂျမ်ဖတ်ချိန်ချမှုကိုမခံဘူးလို့ပြောပါတယ်။ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်တရံမှာဒီတရားရုံးမှာရှင်းနေတွေကပုံမှန်လှုပ်ဆင်ခဲ့ကြပါတယ်။ကြောက်ရွံ့မှုကတော့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့လာကြရပါတယ်။ဘာလို့လဲဆိုတော့ရှင်းနေတွေမလာရင်ပြည်သူတွေပို့ပြီးကြောက်ရွံ့ကြမှာပေါ့လို့ရှင်းနေတူကပြောပါတယ်။ပါကစ္စတန်အစိုးရကတော့ဒီတိုက်ခတ်မှုအတွက် TTP အပြင်အာဖဂန်အစိုးရကိုပါပြစ်တင်ထားပါတယ်။အာဖဂန်တာလီဘန်တွေကနိုင်ငံမတည်မငြိမ်ဖြစ်အောင်သူတို့ရဲ့ပါကစ္စတန်တာလီဘန်တွေကိုကူညီနေတယ်လို့ဆွဆွဲထားပါတယ်။ဒီနှစ်နိုင်ငံဟာ အော်တိုဗလာလေပိုင်းမှာနှစ်ပေါင်းများစွာအတွင်းစိုးစိုးနယ်ဆက်တိုက်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိမှာတိုက်ပွဲတွေတော့ခဏရပ်ထားလို့တည်ငြိမ်နေပေမဲ့ပြီးသက်ငြိမ်ချမ်းရေးကမရသေးပါဘူး။ပြီးခဲ့တဲ့အပတ်ကအိန္ဒိယနှစ်နိုင်ငံရဲ့ငြိမ်ချမ်းရေးဆွေးနွေးမှုတွေပြတ်ပြားသွားပြီးသဘောတူညီချက်အသေးစိတ်ကိုပြီးသက်နိုင်ခြင်းမရှိသေးပါဘူးရှင်။